ကိုကိုမဲလန်ကိုကိုမဲလန်ကို ပြတဲ့လားနော်ကိုကိုမဲလန်ကတော့လေးတွေရဲ့အသေးသေးပေါ့နော်တကဘာလုံးမှာရှိတဲ့ကလေးတွေရဲ့အသေးသေး channel တစ်ခုပါဒါပေမဲ့အဲ့ဒီ channel ကိုလူတွေကလေးလာကြည့်လိုက်တဲ့အခါမှာဒီ channel ကသူသူတင်ထားတဲ့ဗီဒီယိုလေးတွေကကလေးတွေရဲ့အုံနောက်ကိုအရန်လုံးစော်တာကိုတွေ့ရပါတယ်ဆိုတော့ဒီလိုမျိုးတအားကြီးလုံးစော်မှုပြီးတဲ့ channel လေးတွေကကလေးတွေအတွက်မကောင်းပါဘူးဆိုတော့လုံးဝမပြတဲ့ channel လေးတွေကိုပြောရမယ်ဆိုလို့ရှိရင်နံပါတ်1မှာ ချစ်ကီချာချဘုံဘုံလာဒီရဲ့ channel ကကလေးတွေစိတ်ဝင်စားအောင်သူကလေအယောင်တွေအမျိုးမျိုးပြီးတော့ effect တွေအမျိုးမျိုးပေါ့နော်ဒီဟာလေးတွေကိုတုံးထားတဲ့အတွက်ကြောင့်မလို့ဒီ channel လုံးဝမပြသင့်ပါဘူးနံပါတ်2အနေနဲ့ကတော့ Coco Melon channel လုံးဝမပြသင့်ပါဘူးနံပါတ်3အနေနဲ့ကတော့ကလေးတွေလုံးဝမကြည့်သင့်တဲ့ channel လေးတွေမှာ dinosaur တွေနဲ့ရံဖြစ်တဲ့ channel တွေတယောက်နဲ့တယောက်ရံဖြစ်တက်ဖြတ်နေတဲ့ channel လေးတွေလုံးဝကိုမပြသင့်ပါဘူးမမေတို့ဥမာတချို့ရောက်ကြလေး ွေးထားတဲ့မိမိတို့ဆိုရင်ပိုပြီးသတိထားမိမှာပါဒီလိုမျိုးရန်ဖြစ်တာတွေဒါမှမဟုတ်တက်ဖြတ်တဲ့ game တွေကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုး channel ကိုကိုကလုံးဝမပြပေးသင့်ပါဘူးဒီဇာကလည်းဒီဟာပြောနေတယ်ဆိုတာကကိုရဲ့စိတ်ကူးရင်ကိုရဲ့အတွင်းနဲ့ပဲပြောတာမဟုတ်ပဲねအားလုံး research လုပ်ပြီးတော့မှပြောတဲ့အတွက်ကြောင့်မလို့ဒီကျွန်တော်မြန်မာနိုင်ငံကကလေးတွေ mentally နဲ့ emotionally strong ဖြစ်အောင်ဘယ်လို channel လေးတွေပြသင့်လဲပေါ့နော်ဒီဟာကို teacher research လုပ်တဲ့အခါမှာဒီ channel လေးတွေကလုံးဝမပြသင့်ပါဘူးမိမိလေးတွေမေးခွန်းမေး းစရာလေးတွေရှိတယ်ဆိုလို့ရှင်တော့ဒီချက်ကိုတခါတယ် comment box မှာမေးပေးသွားပါနော်အားလုံးကိုကျေးဇူးများတင်ပါတယ် thank you so much everyone